င်းင်းစီပန်းပင်အပင်သစ်တွေရရှိစေဖို့အတွက်မျိုးကိုင်းတွေကိုဖျက်ယူပြီးပြိုးကွက်တွေထဲမှာထည့်ဆိုင်ပေးထားလိုက်ပါ။ရှယ်နှဲငယ်လောက်ဆိုအညွန့်တစ်တွေထွက်လာပြီးအမြင့်တွေလည်းဝေဆာလို့နေပါပြီ။ဒါဆိုရင်တော့အပင်သစ်တွေရရှိလာမှာပဲဖြစ်ပါတယ်။တပင်ထဲမှာအရောင်မျိုးမျိုးဖြစ်စေဖို့အတွက်အောက်ခံပင်ကိုဖျက်ပေးပြီးအကွက်ကြောင်းတွေဖြစ်အောင်ပြုလုပ်ပေးလိုက်ပါ။ထဲစစ်မဲ့မျိုးကိုင်းတွေကိုဖျက်ယူပြီးနှစ်ဖက်အပြားခြုံပေးထားရပါမယ်။ ပြီးရင်တော့အကွက်ချောင်းတွေထဲထည့်ဆက်ပြီးတင်းကျပ်နေအောင်ကြစီပေးထားလိုက်ပါဒါဆိုရင်တော့တပင်ထဲမှာအရာအမျိုးမျိုးနဲ့လှပစီမှာပဲဖြစ်ပါတယ်ဗန္တာယာနှင်းစီတပင်ထဲမှာအရာအမျိုးမျိုးနဲ့လှပနေအောင်ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးမိမိခိုင်းဆက်မဲ့အောက်ခံပင်ကိုရွေးချယ်ပေးရပါမယ်ရွေးချယ်ထားတဲ့အောက်ခံမင်းကိုအပင်ရင်မှလေးလက်မခန့်ချံပြီးလှိဖြတ်ပေးရပါမယ်။လှိဖြတ်ထားတဲ့အောက်ခံပင်မှာအစိမ့်လေးစိမ့်ဖြစ်အောင်ခွဲထားပေးလိုက်ပါ ထက်စစ်မဲ့မျိုးကိုင်းတွေကိုတလက်မခွဲကန်အပိုင်းလေးတွေဖြစ်အောင် ဖြတ်တောက်ပြီးရပါမယ်။မိမိစစ်ချက်နဲ့အယောင်တွေကိုရွေးချယ်ပြီးဆက်လို့ရပါတယ်။ဖြတ်တောက်ထားတဲ့မျိုးကိုင်းတွေကိုအောက်ခံပင်အစိတ်လေးစိတ်ပေါ်တင်ထားပေးလိုက်ပါ။တစိတ်ကိုတစ်ပိုင်းစီဆက်ပေးရမှာဖြစ်ပါတယ်။ပြင်းရင်တော့နေအောင်တိုင်ရိုက်မတီတွေးဖို့နဲ့ရေမဝင်စေဖို့အတွက်တိတ်ကိုအသုံးပြုပြီးတင်းကျပ်နေအောင်ပြက်စီပေးရပါမယ်။နှစ်ပတ်ခန့်ကြာတဲ့အခါမှာတော့ဂိုင်းစစ်ထားတဲ့နေရာကို ကြီးရှုစစ်ဆေးလို့ရပါပြီ။ ဆက်ထားတဲ့မျိုးကိုင်းလေးတွေဟာအောက်ခံပြင်းနဲ့တေချာစွာဆက်နေပြီးအညွန့်တက်တွေလည်းထွက်လွတ်နေပါပြီ။ဒါဆိုရင်တော့ဂိုင်းဆက်တာအောင်မြင်သွားပါပြီ။ဒီနီးလေးကိုအသုံးပြုပြီးမိတ်ဆွေတို့မှရှိတဲ့အပင်လေးတွေကိုနှစ်သက်တဲ့အယောင်တွေရအောင်ဂိုင်းဆက်လို့ရပါတယ်ရှင်။မလကာပင်ပူပူလေးနဲ့တီအောင်အမြက်ပွားနည်းဆင်ဆင်ကိုဝီမြပေးလိုက်ပါတယ်ပထမဆုံးမိမိအမြက်ပွားမဲ့မလကာပင်ကခိုင်းရတဲ့ခိုင်းကိုရွေးချယ်ပေးပါ ရွေးချယ်ထားတဲ့မျိုးကိုင်းကိုအကျယ်နှလင်းမကန့်အရာလေးတွေဖြစ်အောင်ပြုတ်လုပ်ပေးပြီးအပေါ်ရန်ခောက်ခုံကိုခွာပေးရပါမယ်။အစင်းရောင်အမြင်လေးတွေပျောက်ဆင်းသွားစေဖို့အတွက်ဓာတ်နဲ့ချက်ထားပေးလိုက်ပါ။အမြင့်ပွားဖို့အတွက်ရှစ်ဆောင်လက်ပတ်ကိုအသုံးပြုပါမယ်။ရှည်ဆောင်လက်ပတ်မှာတဘာဝအမြင့်ထွေဟော်မုန်းပါဝင်တဲ့အတွေ့အမြင့်ထွေနှုံကိုပုံမမြန်ဆန်စေပါရယ်ခင်းတီးတလုံးကိုနှစ်ချမ်းခွဲပြီးအမြင့်ပွားမဲ့နေရာမှာဖုံးအုပ်ပေးထားလိုက်ပါ ပြီးရင်တော့ဘူးကုန်တစ်ခုဆွတ်ပေးပြီးရေစိမ်ထားတဲ့အုံဆက်မုံတွေကိုအပြည့်ထည့်ထားပေးရပါမယ်။နေအောင်တရိုက်မထိတွေ့စေဖို့နဲ့အဆိုးရထိမ့်သိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အမဲစားနဲ့ဖုံးအုပ်ပေးထားလိုက်ပါ။တလကျော်ကြားတဲ့အခါမှာတော့အမြက်ပွားထားတဲ့နေရာမှာအမြက်တွေများစွာထွက်နေပြီးပွားများလို့နေပါပြီ။အမြက်ထွက်လာပြီးမို့အမြက်အောက်ခြေကနေဖြတ်ယူပြီးအိုးတစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့ထည့်ပြူပေးရပါမယ်။ဒါဆိုရင်တော့အပင်ပုပ်ပုလေးနဲ့နှစ်ချင်းတိလာမှာပဲဖြစ်ပါတယ်။